တတ္တဆိုတဲ့ဥစ္စာပိုင်ဆိုင်လို့ရှိရင်ဇောတိကဆိုတဲ့တထေမျိုးကြီးလည်းဖြစ်တာပဲဇောတိကတထေကြီးဘာကြောင့်တထေဖြစ်တုံးတတ္တရှိခဲ့လို့ခေါ်တော့ကစတိလတထေကဘာကြောင့်တထေဖြစ်တာတုံးတတ္တရှိခဲ့လို့ဟုတ်ကဲ့လားတတ္တကိုအရင်တီထားပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ဇောတိကတို့စတိလတို့ပုံနာတို့ဆိုတဲ့တထေတွေဖြစ်လာရတာတဲ့ပုံနာတို့များဆိုလို့ရှိရင်ချစ် လူတာကနည်းနည်းရလိုက်တာကအများကြီးထွန်ထားတဲ့မြေကြီးကလေးအကုန်လုံးရွှေဖြစ်သွားဘယ်သူကပေးတာတော့တရားကပေးဟောတရားပေးဒါကြောင့်မို့တရားကပေးတဲ့ပစ္စည်းဥစ္စာဆိုလို့ရှင်ဖြက်လက်ဖြက်စီးလို့မရဘူးအလွန်ခိုင်ပါတယ်တရားကြောင့်ရလာတဲ့ပစ္စည်းတရာရှိနေပြီဆိုလို့ရှိရင်ဘဝတန်တရာခရီးသွားလို့ရှိရင်အမြဲတမ်းပြည့်စုံလုံလောက်နေနိုင်တယ် ဒါကြောင့်မို့တရားဆိုတဲ့ဥစ္စာပါဖို့အရေးကြီးတယ်ကျန်တဲ့ဥစ္စာအဓိကမဟုတ်ဘူးတရားဆိုတဲ့ဥစ္စာကိုတခိုးတမြကလည်းလူယူတိုက်ခဲ့လို့မရဘူးတဲ့ဟုတ်ကဲ့လားတန်တရားခရီးသွားတဲ့အခါမှာတတ္တာလို့ဆိုတဲ့ပစ္စည်းဥစ္စာပါသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာလူဖြစ်ရင်လည်းအထက်တန်းနတ်ဖြစ်လို့ရှိရင်